ကျောင်းသူကျောင်းသားများအားလုံးပဲမင်္ဂလာပါဒီတစ်ချိန်မှာကတော့ဆရာတို့မိမိကိုယ်ကိုမိတ်ဆက်ခြင်းအပိုင်းဖြစ်တဲ့ charity ဆိုခဲနဲ့ပတ်သက်ပြီးတော့အရှင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုပိုင်းကတော်တော်လေးပဲဖြစ်မှာဖြစ်ပြီးတော့ now ဗီဒီယိုပိုင်းမှာ charity ဆိုခဲစတင်ပြီးတော့လာပါမယ်အဲ့တော့ကျောင်းသူကျောင်းသားများအားလုံးပဲ charity ဆိုခဲဆိုတဲ့အခါကျလို့ရှိရင်ကျောင်းသူကျောင်းသားများအားလုံးသတိထားမယ့်အချက်ကလေးတွေစောင်းရံစောင်းရံလေးတွေပြောပြပြီးတော့မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ charity ဆိုခဲဆရာတို့တွားပြီးတော့မိမိကိုယ်ကိုမိတ်ဆက်ခြင်းဆိုတဲ့အပိုင်းတွားမိတ်ဆက်တဲ့အခါမှာအဲ့မှာစစ်စင်းနေတဲ့ เนาะဒီဆရာဆရာမတွေကចောင်းသားရဲ့ရှေ့မှာလည်းလူတွေအများကြီးကိုနားထောင်ခဲ့ပြီးပြီးနောက်တစ်ခုကចောင်းသားတို့ဒီအအတန်နေဘလောက်ကောင်းနေအတန်နေဘလောက်မကောင်းဆိုတာကိုသူ့အနေနဲ့調査ပြီးနားထောင်နေမှာဖြစ်တဲ့မဟုတ်တဲ့အတွက်ကြောင့်ကျောင်းသားတို့ဘလောက်တော်လဲစိတ်ဝင်စားနဲ့ပျော်ရှင်ပြီးတော့နော်ဟာရွှေရှင်စကားတကားကြည့်တယ်လို့စောင့်ကြည့်နေမှာမဟုတ်ဘူးရှင်းပါလေတယောက်ပြီးတယောက်တယောက်ပြီးတယောက်ညင်းငွေပြင်းရည်နေမှာဖြစ်တဲ့အတွက်ကြောင့် ကိုဘလောက်တော်လဲဘလောက်တက်လဲကိုသူကနားထောင်ပြီးယူရမှရမယ်အနေထားမျိုးမှာမိမိကိုယ်ကိုမိတ်ဆက်ခြင်းမလုပ်ဘဲနဲ့သူ့ဘာသာသူထိုင်နေရင်းအောင်မှာကိုယ်အတန်ကိုကြားပြီးတော့နားထောင်ဆရာမလို့ဘဲနဲ့နားထဲကိုချိုချိုတသာနဲ့ဝင်ဖို့ကအင်တာမောက်ကိုအရေးကြီးပါတယ်။တင်ရမှာစတင်ပြီးတော့ပြပြပါမယ်။ ဝစ်စားစင်မှုတသက်ရဲ့လူလဲတသက်ချင်းချင်းလေးနဲ့ဝင်သွားရပါမယ်ပြီးပြီဆိုရင်ပြုံးပြုံးရွှင်ရွှင်လေးအတက်နိုင်ဆုံးစ조사ပြီးတော့ဝင်သွားရပါမယ်သူတို့ကနေပြီးတော့စတင်ပြီးတော့မိတ်ဆက်လို့ရပါပြီဆိုတဲ့အချိန်မှာကျောင်းသားမိတ်ဆက်တဲ့အတန်နှုံးထားသည်သူနားတောင်ဆရာမလိုဘဲနဲ့ကြားရတဲ့အနေထားလောက်မှာရှိရမှာဖြစ်ပြီးတော့အတန်ကျယ်ပြီးတော့သူ့ကိုအငေါ့နေတယ်လို့ဒေါသထွက်နေတယ်လို့ပုံစံမပြောအောင်လေကိုယ့်ရဲ့အတန်ကိုချိုးသားစွာအတက်နိုင်ဆုံးလေးစူးစမ်းပြီးပြောအောင်မှာဖြစ်ပါတယ်ဂျာကီဆိုခဲ့ပြီး ငါဘလောက်ကျွမ်းကျင်လဲငါတန်ထွက်ဘလောက်ထိကောင်းလဲငါတန်ထွက်ဘလောက်ထိတိကျလဲဒါတွေအတွက်သက်ဆိုင်တာမဟုတ်ပဲနဲ့ခဏတာအတွင်းလေးမှာကျောင်းသားတို့အနေနဲ့ကအတန်တင့်တင့်လျှောက်ပတ်တဲ့အကျယ်အနှိမ့်အမြင့်နဲ့ချိုချိုသာသာလေးအထင်ကောမရှိအောင်မိမိကိုယ်ကိုမိတ်ဆက်နေရင်းနဲ့ရက်တန့်သွားရှင်းမရှိအောင်လုပ်ပြီးုံနဲ့ပြင်ပြေဆုံးပါလေခင်ဗျာ အဲ့တော့ဒါကြောင့်မို့ဒီနေရာမှာအခုကြမှာအတန်ထွက်လွဲနေတဲ့အတန်ထွက်တွေအခုမှပြန်ပြင်မယ်ဆိုလို့ရှိရင်ဒါအင်တာမောက်ကိုအလုပ်လျှော့ပါပြီကိုရှိတဲ့အတန်ထွက်နဲ့အကောင်းဆုံးလေးအဆိုးဆုံးလွဲနေတဲ့အပိုင်းလေးတွေကိုပြင်ဆင်ပြီးတော့ကျွန်တော်တို့တွေစုမယ်ဆိုရင်ရပါပြီဒါဆိုရင်ဆရာကြီးဂျက်ကြီးစုခဲ့အတွက် အချိန်ဘယ်လောက်လောက်ဆိုရင်တင့်တော်လေးပေါ့အဲ့တော့အနည်းဆုံးကတော့စက္ကန့်30လောက်ရှိရပါမယ်အများဆုံးကတော့10မိနစ်လို့ပြောပါတယ်ဒါပေမဲ့တကယ်တကယ်ကြောင်းသားအတွက်အကောင်းဆုံးတရားကြည့်ဆိုခဲ့သည်40နဲ့2စက္ကန့်40စက္ကန့်42စက္ကန့်ဝင်းကျင်ရတာလေအကောင်းဆုံးဖြစ်တာမို့ကျောင်းသားတို့အနေနဲ့ကတရားကြည့်ဆိုခဲ့ကိုအကြာကြီးမလုပ်ပါနဲ့ချွတ်ဆိုပြီးတော့အောင်လည်းမလုပ်ပါနဲ့ဒါပေမဲ့ စက္ကန့်40လောက်ဆိုရင်အင်တာလည်းမမဲမနေဘူးများလည်းမများဘူးအတက်နိုင်ဆုံးကတော့မများတာတော့ပူပေါင်းပါတယ်30ကျော်ကျော်လေးလည်းပြဿနာမရှိပါဘူးဒီနေရာမှာဘာတွေပါမှလဲဆိုရင်မင်္ဂလာပါကျွန်တော်ကတော့နာမည်အဘယ်နှခုနှစ်ဖွားဖြစ်ပြီးတော့နာမည်အတက်ဘယ်နှခုနှစ်ဖွားအတက်ဘလောက်နာမည်ကတော့ဘယ်သူဖြစ်ပါတယ်ကျွန်တော်ရဲ့အာသာချက်ကတော့ဘာဖြစ်ပါတယ်ညီကောင်မလုံးမဘယ်နှယောက်ရှိပါတယ်အခြေခံကြတဲ့အချက်လက်လေးတွေကိုပဲဆိုပါ တောင်းတာမန်လူတွေပြောနေကြစကားဆိုရင်ကိုကပြောလိုက်ရုံနဲ့သူတို့နားထဲရောက်မှဖြစ်ပြီးတော့တာမန်လူတွေပြောနေကြစကားမဟုတ်ဘဲနဲ့ဘေးကိုချွန်ထွက်သွားမယ်အတန်ထက်ပြည်ပြင်းနေဆိုရင်တော့ကောင်းပါတယ်သို့မဟုတ်အတန်ထက်မပြည်ပြင်းတဲ့အခါမှာကိုယ့်ရဲ့အတန်ထက်ကညံ့တာအိမ်မှာညံ့တော့တာမဟုတ်ဘဲနဲ့ပြောနေကြစကားမဟုတ်ဘူးဆိုလို့ရှိရင်အတန်ထက်ကလည်းအနေငယ်လိုအပ်ချက်ရှိမယ်ဆိုသူနားမလိုက်တဲ့အပိုင်းကြီးပါသွားနိုင်တဲ့အတွက်ကြောင့်မိမိကိုမိတ်ဆက်ချင်းဒီလူရင်းတို့ချင်းလေးနဲ့ကြစ်ကြစ်လေးလေးပဲအမြဲတမ်းပြောနေကြတာလေးကိုပဲလောက်ပါနောက်ထပ်ရေးကြည့်တဲ့အရာကပါလဲဆိုရင် တယောက်ကတစ်မျိုးပြလိုက်တစ်မျိုးထက်ပြလိုက်ဒါကောင်းတယ်လုံလိုက်အဲ့လိုမျိုးလုံးဝမလုပ်ဘဲနဲ့အလွယ်ဆုံးကိုယ့်အတွက်အသင့်တော်ဆုံးကိုယ့်အတွက်အမှားရုံးလုံးဝမရှိနိုင်ဆုံးဖြစ်မဲ့မိမိကိုယ်ကိုမိတ်ဆက်ခြင်းဖိုင်လေးကိုပဲသွားပါအဲ့တော့အဲ့အတွက်အမှတ်ပေးမယ်စီမင်းစီကန်ဒီတင်းနေလောက်ပတ်တဲ့အချိန်မှာမိမိကိုယ်ကိုမိတ်ဆက်ပါလို့စလိုက်တဲ့သို့မဟုတ်ကိုကကိုကိုကိုမိတ်ဆက်ပါမယ်ဆိုပြီးစလိုက်ပြီးမိတ်ဆက်လိုက်တဲ့အချိန်မှာစက္ကန့်40 41စက္ကန့်42စက္ကန့်လောက်မှာရက်လိုက်တယ်30ကျော်မှရက်သွားရင်ပြည့်စုံပြီ အတန်အနှိမ့်တာအမြင့်လေးရတယ်သူတို့ကိုတာမန်တန်နည်းနည်းလေးပူကျဲမယ်သူတို့ကိုငောင်းနေပုံစံပေါ့ဘူးတကယ်ကိုချွတ်ချွတ်တတအတန်လေးရမယ်ကောင်းကောင်းမွန်ရှိမယ်ပြီးတော့လည်း finish ကိုကောင်းကောင်းလေးလုပ်လိုက်တယ်ကောင်းကောင်းလေးပြီးတော့လည်းဆိုလို့ရှိရင်အဲ့ဒီမိမိကိုမိတ်ဆက်ရှင်အပိုင်းတွေမိတိပြဒနာမှရှေဆုံးတရားမှရှိမှမဟုတ်ပါဘူးခင်ဗျာအရေးကြီးတာကသင်တို့နေရာတွေရက်တန့်သွားတာတွေကြောက်လန့်နေတာတွေမဟုတ်ဘဲနဲ့ဝင်သွားမယ် တတိရှိရှိနဲ့မိမိကိုယ်ကိုတည်တည်ရှိချာမိတ်ဆက်မယ်ဒါလေးလုပ်လိုက်ရင်ရပါပြီအဲ့တော့ကျောင်းသားတို့ကမိမိကိုယ်မိတ်ဆက်ရှင်အပိုင်းကိုကိုကိုယ်တိုင်စိတ်တိုင်းကြမိမိကိုယ်ကိုမိတ်ဆက်ရှင်တို့ကလောက်ပါဆရာကတော့ဗီဒီယိုဖိုင်လေးတစ်ဖိုင်အနေနဲ့အားကြနမူနာအနေလေးနဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်လုတ်ပြီးတော့ဒါဆရာကိုဆရာမိတ်ဆက်တဲ့ပုံစံလေးပဲဆရာမိတ်ဆက်ပြီးတော့ပါမယ်အဲ့တော့အဲ့ဒီလောက်အတူလေးအဲ့လောက်လေးဆိုရင်တော့ပါရပြီဆိုတာကိုအကြောင်းကြောင်းသားများအားလုံးကို ပြီးစီချင်ပါတယ်ခင်ဗျအရင်အခြေကြီးပြေလို့ပြီးတော့ထင်းကုန်နေမယ်ဆိုရင်လုံးဝလုံးဝလုံးဝအဆင်ပြေပါဘူးအဲ့တော့ဆရာကဗီဒီယိုဖိုင်တစ်ဖိုင်ကိုလုတ်ပြီးတင်ပေးလိုက်တယ်လွယ်လဲလွယ်နေရဲ့ချောင်းချောင်းသားတော့ကယူသုံးရှင်နေဆိုလဲကြိုက်တယ်လို့သုံးပါစာလေးနဲ့အတူဆရာတွဲတင်ပေးပါမယ်အဲ့တော့ကိုရီးယားလိုရောဗီဒီယိုဖိုင်ကိုတင်ပြီးမှဖြစ်ပြီးတော့မတိတဲ့အဲ့ဒီအပေါ်မှာပါတဲ့ meaning ပိုင်း အဲ့ဒီ meaning ရဲ့အဓိပ္ပာယ်လေးကိုပဲမေးပါချက်ချင်းအောက်ကနေပြီးတော့အဓိပ္ပာယ်လေးတွေလိုက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်နောက်ထပ်ဗီဒီယိုပိုင်းမှာမိမိကိုယ်ကိုမိတ်ဆက်ချက်အပိုင်းလေးဗီဒီယိုပိုင်းတစ်ပိုင်းလေးနဲ့စတင်မိတ်ဆက်ပေးလိုက်ပါမယ်အဲ့ဒီဗီဒီယိုပိုင်းတစ်ပိုင်းပြီးပြီဆိုတာနဲ့အဆရာတို့တွေလက်ထောက်ပြီးမေးတဲ့ပုံတွေလုတ်ပေးသွားမယ်အဲ့ပြီးပြီဆိုလို့ရှိရင်ဆရာတို့တွေအမေးအခြေခံအောင်အင်ဆောင်လုတ်ပေးသွားမယ် ။နောက်လက်ထောက်ပြီးမေးတဲ့ပုံတွေကတော့တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းလုပ်ပြီးသွားမယ်။အမေးဖြေခံခံတော့ပို့ပြီးရေးကြည့်တဲ့အစာလေးတွေကိုလုပ်ပြီးလုပ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲကြောင်းကြောင်းမများအောင်လို့မယ်နောက်ဆုံးတစ်ခုမှချင်ပါတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်ပထမတစ်ဆင့်တော့အောင်ပြီးသွားပြီးစကစ်တက်ဖြေဖို့လုပ်နေပြီးမှမအားဘူးတို့အချိန်မရဘူးတို့အဲ့ဒါတွေကိုခဏလောက်ဆက်တော့ဘေးဖယ်ထားပြီးတော့ဒီအဆင့်တရာအွန်လိုင်းဖြစ်တော့ကြောင်းဒီအစစ်လေးမှာအစွမ်းကုန်လုံးဝရေကုန်ရေခမ်းစူးစမ်းလိုက်ပါပြီးပြီဆိုရင်ကိုချစ်ရတဲ့လူတွေအတွက်လုံးဝသွေးကောင်း တကယ်သူရဲကောင်းနစ်နာခံပြီးတော့သူရဲကောင်းဖြစ်အောင်စူးစမ်းပါလို့ပဲပြောချင်ပါတယ်ခင်ဗျလောလောဆယ်အချိန်လေးမှာအချိန်မပြီးနိုင်ဆိုတာမရှိတော့ပါဘူးဘာကြောင့်လဲဆိုရင်ပထမဆင်ခက်ခဲတဲ့အရာကြီးတော့ကိုကျော်ဖြစ်လာပြီဖြစ်တဲ့ကြောင့်ဒုတိယဆင်လူတွေ့လေးကိုအကောင်းဆုံးစူးစမ်းပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်